င်္ဂလာပါခင်ဗျာအရိယာမြန်မာကနေပြီးတော့အောက်တိုဘာလ17ရက်နေ့မြန်မာနိုင်ငံတဝမ်းလုံးမှာရှိတဲ့စည်ရေးစီးပွားရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းအချို့ကိုအောက်တို့ပြင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလိုတဲ့သတင်းကတော့အန်ဒေတာရှိအကြမ်းဖက်အေးစကမ်းများတိမ့်ပတ်ရရှိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အောက်တိုဘာလ17ရက်ညနေပိုင်းမှာဗဒန်းဒေတာဂုံကြီးရွာနီးအကျန်းဖက်အေးတဘုံစက်ကြီးကောက်ခံတဲ့စကန်သုံးမှုကို တက်မတော်ကတင်ပတ်ရရှိခဲ့ပါတယ်။ညတုဖံမှာအချက်ဘက်အေးအလောင်းလေးလောင်းလက်နက်မျိုးစုံ9လက်၊ကြီးအိမ်၊ကြီးစံများ၊ဘန်ကာ9လုံးဆက်ဆက်ပစ္စည်းများကိုတင်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။နေမီဆက်လက်ရှင်းလင်းနေစေဖြစ်ပြီးတင်စီရရှိတဲ့ရန်သူစခန်းများဟာစစ်ကြေးကောက်ရန်ရွယ်ထားရုံမကဖွပြေးလာတဲ့အေးအဖွဲများကိုဖမ်းဆီးထားတဲ့စခန်းများလည်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ LNG လုပ်ငန်းများ လာရောက်ရင်းနှီးဖိတ်ခေါ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်တင်းလိုက်တိုင်းဒေသကြီးကံပေါက်ဒေသမှာတဆင့်ဤရဲနဲ့ထိုင်းတို့ LNG တင်သွင်းသူလောင်ဖြတ်မှုခြင်းလုပ်ငန်းများမှာလာရောက်ရင်းနှီးမြုပ်နှံရန်စွမ်းအင်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလင်းကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်ထိုင်းနိုင်ငံ PTT International Limited ဆဲအမှုဆောင်ရရှိချုပ်နဲ့တွေ့ဆုံခြင်းမှာဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်စွမ်းအင်ဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလင်းဟာစွမ်းအင်ဝင်ကြီးဌာနနဲ့အကျိုးပြုပေါင်းဆောင်ရွက်လျက်ရှိတယ်ထိုင်းနိုင်ငံ PTT International Limited ရဲ့အမှုဆောင်ရရှိကြုံနဲ့မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ကမ်းလွန်စီမံကိန်းပြနဲ့ဆက်လင်းပြီးနေပြည်တော်ရှိစိုင်းဝင်ကြီးဌာနရင်းနှသာခန်းမှမှတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ဇော်ဒီကစီမံကိန်းမှာသူ့ဖော်နေတဲ့တွင်းသစ်များမှာသဘာဝတန်းငွေများ2026နှစ်စံပိုင်းမှာစတင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်ပြည်တွင်းလျက်စစ်ထုတ်လုပ်မှုမှာအသုံးပြုရန်ဆောင်ရွက်နေတဲ့စီမံစိန်အသစ်ဖြစ်တဲ့ကမ်းလွန်လောက်ကအောင်တိန်ခစီမံကိန်းမှာ2028ခုနှစ်မှာ ပထမအဆုံးသဘာဝတန်ခွေထုတ်ယူနိုင်ရေးစူးစမ်းဆောင်ရွက်ရန်စာချုပ်များအမြန်ဆုံးချုပ်ဆိုနိုင်ရေးဝန်ကြီးဌာနမှလွှတ်တီများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီးလျက်ရှိကြောင်းအမခံကောင်းမွန်နှင့်ကံလွန်စီမံကိန်းသစ်မှရင်းနှီးမြှုပ်နှံရန်ခွင့်လန်းများလည်းရှိကြောင်းပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါသည်။စိုင်းဝန်ကြီးဌာနနှင့်အချို့သူပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ဖဏ္ဍုံးကြဆင်းနေတဲ့ကံလွန်စီမံကိန်းများဖြစ်တဲ့ရတနာဇောတိကစီမံကိန်းမှသဘာဝတန်ခွေများတုံးမြင့်ထုတ်လုပ်နိုင်ရေး တွင်းတင်များတွှဖော်သွားမယ်အခြေအနေနဲ့ပတ်သက်ပြီးကမ်းလွန်စီမံကိန်းတင်များဖော်ဆောင်နိုင်ရေးအတွက်လွှဲတဲ့စာချုပ်များကိုအမြန်ဆုံးချုပ်ဆိုသွားရန်နဲ့ဆက်နေပြီး PTT EP International Limited အမှုဆောင်ရာရှိချုပ် Mr. Modi Rowan Changu နဲ့ဆွေးနွေးတင်ပြခဲ့တယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတွေကတော့ရန်ကုန်လူစီကားရာနေရာမှာမွေကြီးများတွေ့ရှိလာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့အများပြည်သူများ သွာလာများနေရာများမှာမွေကြီးများကိုယခုနောက်ပိုင်းကာလာများမှာတွေ့ရှိမှုများလာကြောင်းသိရပါတယ်။အော်တိုဘာလကိုရညနေပိုင်းအပန်းဖြေလာရောက်သူများဖြင့်စီကားလျက်ရှိတဲ့အင်းရကံပေါင်းဤလမ်းမပတ်ချံလူသားပလက်ဖောင်းဤမှာခွေနေတဲ့စပယ်ကြီးမွေတကောင်ကိုတွေ့ရှိခဲ့ရပါတယ်။မယံကုန်းမြို့နယ်၃ရက်ကွယ်တန်စင်လန်းလူနေချောင်းဝင်းမှာအရှိကိုးပေကန့်စပယ်ဦးမွေတကောင်ကိုလည်းအော်တိုဘာလကိုရဲ့နနက်စောပိုင်းမှာ၎င်းမယံကုန်းမြို့နယ်ကိုရဲ့ကွယ်မှာလူနေချောင်းဝင်းတွင်ရေမြောင်းတွင်မှာအရှိခုနှစ်ပေရှိတဲ့စပယ်ဦးမွေကို အော်တိုဘားလ3ရက်မှာ၎င်းမရန်ကုန်မြို့နယ်6ရက်ကွယ်တေဇာစက်ကိန်ကျောင်းဝင်းတွင်အစောက်ဦးရဲ့အခန်းထောင်မှာလင်းမိတ်တကောင်ကိုအော်တိုဘားလ2ရက်မှာ၎င်းမရန်ကုန်၈မိုင်လူနေခြံဝဲမှာတပြားပေါ်အောက်မှာရောက်ရှိနေတဲ့အရှိခွန်းပေကန့်စပောက်ဦးမေကိုစက်တင်ဘာလ30ရက်နနက်ပိုင်းမှာ၎င်းဟန်းစီရမိကြောင်သိရပါတယ်အဆိုပါမွေကြီးများဟာအစိတ်မရှိတော့လေခြုံထက်တဲ့သားများရှိပြီးကြိုက်ခံရသူနေဖြင့်သူထွက်လုံကနာကျင်ကြိုက်ခဲတဲ့ဝေဒနာမျိုးစုံခံစားနိုင်ရကြောင်းလည်းသိရှိရပါတယ် ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ပုဗ္ဗတိရိမြို့နယ်ရှိအမကအကြောင်းကမ်းမပြူနိုင်သဖြင့်ရွှေ့ပြောင်းရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်ပုဗ္ဗတိရိမြို့နယ်မှာယနေ့အော်တိုဘာလ12ရက်နနက်7:00နာရီမှစတင်ပြီးမိုးတိထန်စွာရွာသွန်းခဲ့တာကြောင့်ပုဗ္ဗတိရိမြို့နယ်ဇီကုံးအုပ်စုကလားကျေးရွာစင်သေးချောင်းနီးအမကအကြောင်းမှာရေတိုက်စပြီးကမ်းမပြူကြကချောင်းတွင်းမြို့ပသွားနိုင်သဖြင့်ပုဗ္ဗတိရိမြို့နယ်မီသက်စကန်မှာတပ်ဖွဲ့ဝင်များကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရပါတယ်။ ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းကတော့စစ်တေးပုံမှ66ဂါကြီးဖြင့်အမှုဖွင့်တိုင်ကြားခံထားရတဲ့တမီးစိုးခေါ်တက်ကိုကိုကိုတက်ဆိုင်ရကဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်စစ်တေးဥပဒေပုံမှ66ဂါကြီးဖြင့်အမှုဖွင့်တိုင်ကြားခံထားရတဲ့တမီးစိုးခေါ်တက်ကိုကိုကိုတက်ဆိုင်ရကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရပါတယ်မန္တလေးတိုင်းဒေသကြီးပြည်ဦးလေးမြို့နယ်ဒေါ်အေးသိန်းကိုမှ၎င်းရဲ့မိသားစုအတိုင်းဝိုင်းများလုပ်ငန်းများလူမှုရေးများပျက်စီးရန်၎င်းဆွဆဲပြောဆိုခြင်း ထောင်ကြပစ်တံများရရှိစီလိုကြောင်းနှုတ်မှထုတ်ပေါ်ပြောဆိုခြင်းပြောဆိုခဲ့တဲ့တမီးစိုးခေါ်တက်ကိုကိုကိုပြီးခဲ့တဲ့အော်တိုဘားလ6ရက်ကပြုံးလင်းမြုံနယ်မြို့မှာရေစကန်ပ215မြင်းဆောင်2025စက်တရီဥပဒေပုံမှန်66ဂါကြီးဖြင့်အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရပါတယ်။ထို့သောအမှုဖွင့်တိုင်ကြားထားသဖြင့်အော်တိုဘားလ12ရက်နေ့မှာရန်ကုန်ပြည်ပြည်ဆိုင်ရာ၄စိတ်မှာသက်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရပါတယ်။အေတင်ကိုအနေဖြင့် PDF ကို ဟောက်ဖို့လုပ်ငန်းများလှုပ်ဆောင်နေကြောင်းတက်မှအရာရှိကြီးများနဲ့လူမျိုးရေးရှုပ်ရှင်းများလည်းရှိကြောင်းပါဝင်ပုဂ္ဂိုလ်ရေးရများကိုသမီးစုခေါ်တက်ကိုကိုက၎င်းရဲ့ Facebook လူမှုကွေရဲ့စာမျက်နှာမှာရုပ်တံဖြင့်ပြောဆိုဖြန့်ဝေမှုများဆောင်ရွက်ဖို့ကြောင်းလည်းသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းကတော့စီးရီးယားမြန်မာဒုတိယအကြော့ပွဲစဉ်အတွက်ကွင်းလယ်လူပါဝင်ကစားသမားသုံးထပ်မံအပြည့်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။စီးရီးယားမြန်မာဒုတိယအကြော့ပွဲစဉ်အတွက်ကွင်းလယ်လူပါဝင် ကစားသမား၃ဦးထပ်မံအားဖြည့်လိုက်ကြောင်းမြမလေးစဉ်တင်းထပ်မှသိရပါတယ်။ထပ်မံအားဖြည့်လိုက်တဲ့အကစားသမား၃ဦးမှာမြမယူ၂၂အသင်းမှကွင်းလေလူဇော်ဝင်းသိန်းတောင်မန်ကစားသမားမင်းမော်ဦးနောက်တန်းလူမြဖုံးခန့်လူဖြစ်ကြောင်းသိရပါတယ်။ဒုတိယကျော်ပွဲစဉ်အားအင်ကွင်းဖြစ်သူဝနအကစားခွင့်မှာအော်တိုဘားလာ၁၄ရက်ညနေ၅နာရီချိန်မှာရှင်မြိုင်ကစားသွားမှာဖြစ်ပါတယ်။မြမလေးစဉ်အသင်းအနေနဲ့ပရမကျော်ပွဲစဉ်ကိုအော်တိုဘားလာ၉ရက်နေ့ညပိုင်းမှာ Sorry Arabia နိုင်ငံ ၌စီးရီးယားအသင်းဖြင့်ရှင်ပြန်ခဲ့ရာငါကိုတကူရလက်ဖြင့်ရှုံးနိမ်ထားတယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့နေပြည်တော်ရန်ကုန်ပအဝင်တိုင်းနယ်ပြည်နယ်များမှာလေပြင်းတိုက်ခတ်ပြီးမိုးထစ်ကျုံနိုင်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။နေပြည်တော်ရန်ကုန်ပအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမိုးတိမ်ဖြစ်တွန်းမှုကြောင့်လေပြင်းတိုက်ခတ်ပြီးမိုးထစ်ကျုံရနိုင်တယ်လို့မိုးလေဝသ၌ဇရဗိဒဦးစည်းမှုညွှန်ကြားမှုဌာနကအသိပေးထုတ်ပြန်ထားပါတယ်။ မုတ်တိန်တောင်နေဖြစ်ထွန်းမှုနဲ့အတူနေပြည်တော်ရန်ကုန်ပဲခူးစကိုင်းအထက်ပိုင်းအေယာဝရီတနင်္လာရီတိုင်းဒေသကြီးများကချင်ကယားကရင်မွန်နဲ့ရခိုင်ပြည်နယ်တို့မှာမုတ်တိန်တောင်များဖြစ်ထွန်းမှုအားကောင်းနေတယ်လို့ဆိုပါတယ်အဲ့ဒီမုတ်တိန်တောင်နေရွေရှားတဲ့နေရာတစ်လျှောက်မှာဝိုးရသွန်းနာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုပစ်တာလက်စည်းလက်တာနဲ့မိုးသီးကြေကြတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုကြဖို့ထုတ်ပြန်ထားတယ်လို့သိရပါတယ် ခုဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စည်ရေးစီဝါရေးလူမျိုးသတင်းတွေကထူးခြားတဲ့သတင်းချို့ကိုကောင်းတော့တင်ပြပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ